မင်္ဂလာပါ declarerize ရဲ့အကြောင်းလေးပြောချင်လို့ပါကြံတဲ့အကြောင်းအရာတွေဆက်မပြောခင်ကျွန်တော် disclaimer အနေနဲ့ကြိုပြောထားချင်တာကကျွန်တော် declarerize ကိုတော့ကြိုက်တယ်အဲဒါကြောင့်မလို့ဒီဗီဒီယိုမှာကိုကြိုက်တဲ့ player ကိုနည်းနည်းပိုပိုတသားညွှန်းတယ်လို့လေးဖြစ်ကောင်းဖြစ်နေနိုင်မယ်ဆိုတာကိုကြိုပြီးတော့ပြောထားပြရစေအားကစား content ဆိုတာထက်ပရိသတ်တယောက်ကကိုကြိုက်တဲ့ player ကိုညွှန်းတဲ့သဘောလေးတွေပို့ပြီးတော့များပါလိမ့်မယ်ဒီအပိုင်းမှာ အိုဒီကတ်ရဲ့ခြေစွမ်းကနည်းနည်းလေးရင်းရိုင်နေတယ်အဲ့ဒီအချိန်မှာဒက်ကလန်ရိုက်စ်ရဲ့ဖြည့်ပြီးတော့ကစားပေးနိုင်တဲ့အပိုင်းကလည်းတိတိတသားလေးမြင်လာရတယ်ဘောလုံးသမားတယောက်အနေနဲ့ရောအသင်းကောင်းဆောင်ဆန်ဆန်ရောအာဆနယ်အသိအချိန်နေမဟန်တဲ့အချိန်တွေမှာဒက်ကလန်ရိုက်စ်ကရှေ့ရနေရှိနေတယ်ဆိုတော့ဒီနေ့ပေါ်ပေါ်လေးတော့ဖြစ်နေတယ်ဒီနေရာမှာပရိသတ်တချို့ကဒက်ကလန်ရိုက်စ်ကိုအိုဒီကတ်ထပ်ပို့ပြီးတော့ကပတိန်နေရာမှာရှိတဲ့ねကောင်းဆောင်မှုအပိုင်းမှာပိုကောင်းတယ်လို့ပြောကြရရှိတယ်ကျွန်တော်လည်းဒက်ကလန်ရိုက်စ်ကို ကပတိန်တဦးအနေနဲ့မြင်ကျင်တဲ့ပရိသတ်ထဲမှာပါတယ်သို့တော့ဒါကလက်တွေ့မှာတော့မဖြစ်နိုင်ဘူးအိုဒီကတ်ဒီအသင်းမှာစီနီယာပလေးယာဖြစ်တဲ့သူ့အနေနဲ့ဒီနောက်ပိုင်းပွဲတွေမှာ performance ပိုင်းဆိုင်ရာရောဥဆောင်မှုပိုင်းဆိုင်ရာရောမိကွန်ထုတ်စရာလေးတွေရှိလာတယ်ဆိုပေမဲ့ကပတိန်လက်ပတ်ပြောင်းလိုက်ဖို့ဘာညာဆိုတာကတော့နည်းနည်းလေးစိတ်ကူးရင်စမ်းတယ်လို့မျိုးကျွန်တော်တို့ရဲ့ဖြစ်ချင်းစိတ်တွေကရှေ့ရောက်နေတဲ့စန်သားလို့ပြောရမယ်ပိုကြိုက်တာမကြိုက်တာတွေဘေကနာချိတ်တာဒက်ကလန်ရိုက်စ်ကတော့ ကပတိန်ဖြစ်ဖို့ဆိုတာနည်းနည်းဝေးသေးတယ်။သို့တော့ကပတိန်လက်ပတ်မပတ်ထားလဲအသင်းကိုဦးဆောင်မှုပေးနေတဲ့ player တွေသမိုင်းမှာလည်းအများကြီးရှိရဲတခြားအသင်းတွေမှာလည်းရှိခဲ့တယ်။ Declan Rice ရဲ့ leadership နဲ့အသင်းကိုမောင်းနှင်ပေးနိုင်တဲ့အားကတော့ကပတိန်လက်ပတ်ပတ်ထားခြင်းမပတ်ထားခြင်းဆိုတာထက်သူ့ရဲ့ရနေတဲ့ momentum ပေါ်မှာပို့ပြီးတော့မူတည်တယ်လို့ကျွန်တော်ယူဆပါတယ်။အခု Arsenal အသင်းကလက်ကျန်ရသည့်ဆက်ကစားစရာပွဲတွေရှိသေးတယ်။ Champions League မှာကတော့ပို့ပြီးတော့ မျောလင့်ချက်အနေထားကောင်းနေတဲ့အခြေအနေမှာရှိတယ်။လောလောဆယ်အာဆနယ်သင်းရဲ့ကွင်းလှယ်မှာအိုဒီဂတ်ရဲ့အနေထားကနည်းနည်းလေးရုန်းကန်နေရတယ်။သူ struggle လုပ်ရတဲ့အချိန်ပေါ့လေ။ဒီလိုမျိုးရုန်းကန်ရတဲ့အနေထားမှာတော့ပြောစရာ reason တွေတော့အများကြီးရှိကောင်းရှိလိမ့်မယ်။သူနဲ့အဓိကတွဲကစားရတဲ့စာကမပါဝင်တာ၊သူ့ရဲ့ဒဏ်ရာကြောင့်ဖြစ်နေတာ၊အသင်းရဲ့ demanding အရန်များနေတာရှိမှတွဲပြီးတော့ကစားပေးနိုင်တဲ့ Kai Harvest မရှိတာစသဖြင့်ပေါ့လေ။သူကယူထားတဲ့တာဝန်နဲ့သူလုပ်ပေးနိုင်တာနဲ့ကတော့တိတ်ပြီးတော့မငြိမ်မျှဘူးဖြစ်နေတယ် အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အတွက် decline rise ခြေပေါ်ခြင်း decline rise ရဲ့ performance က outstanding ဖြစ်နေခြင်းသည် Arsenal အတွက်တကယ်အရေးကြီးတဲ့ဖြည့်ဆည်းလို့ပြောလို့ရတယ် decline rise Arsenal အသင်းကိုရောက်လာပြီးကြတဲ့ကခြေမပေါ်တဲ့ပွဲတွေရှိတယ်ခြေပြတ်တဲ့ပွဲတွေနည်းနည်းရှိတယ်ဒါပေမဲ့ mostly အသင်းကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ player တွေမှာ decline rise ပါတယ်အခုနောက်ပိုင်းပွဲတွေဆိုလို့ရှိရင် rise ကဘောလုံးသမားတယောက်ရဲ့အရေးအသွေးဆိုတာနဲ့ရော အသင်းရဲ့စိတ်ပိုင်းဆိုင်ရာကိုမောင်းနှင်ပေးနိုင်တဲ့လူတယောက်အဖြစ်ပါပို့ပြီးတော့ပေါ်လွင်လာတယ်။ဒါကလည်းရှင်းပါတယ်။အခက်ခဲတွေရှိတဲ့အချိန်မှာပို့ပြီးတော့ပေါ်လွင်လာပြီးတော့ဘလောက်လုံနိုင်တယ်ဆိုတာကိုပို့ပြီးတော့တိုင်းတာလို့ရနိုင်တဲ့အခြေအနေရှိတယ်။ဒီလိုနေသားမျိုးမှာအရေးချင်းရှိတဲ့ rice နေနဲ့ရှေ့ရောက်လာတော့မဆန်းဘူး။နောက်တစ်ချက်ကတော့ကျွန်တော်လိုမျိုး rice ကိုသဘောကျတဲ့လူတွေများပါလိမ့်မယ်။အဲ့ဒီစိတ်အခံနဲ့ rice ကိုပို့ပြီးတော့လက်ခုပ်တီးပေးနိုင်ကြတာလည်းပါကောင်းပါလိမ့်မယ်။ဘောလုံးပရိသတ်တွေမှာ bias ရှိပါတယ်။ ကျွန်တော်မှလည်းရှိတယ်ကိုလူမှလည်းရှိတယ်ဆူဆူရွရဟုတ်တာမဟုတ်တာရဲ့ကိုယ့်ရဲ့ဗတ်လိုက်တဲ့စိတ်လေးကိုအသိဉာဏ်နဲ့ထိနိုင်တာမထိနိုင်တာရဲ့ဒါပဲกว่าပါတယ်ကျွန်တော်တွေအကုန်လုံးကခန်းစားချက်နဲ့ပေါ်လုံးမွဲတွေကိုအားပေးနေတဲ့လူတွေကြီးပါပဲဟုတ်ပြီကျွန်တော်တို့ဆက်သွားရအောင်အဲ့တော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့တခြားသောကစားသမားတွေခြေမပေါ်ဘူးဆိုလို့ရှိရင်တော့မှ rice တယောက်နဲ့အတိုင်းတာတစ်ခုထိထိန်းထားလို့ရနိုင်တယ်လို့ကျွန်တော်ကထင်တယ်အဓိက rice နားလို့မရဘူး rice ခြေပြက်လို့မရဘူးဗျာသူ့မှာကဘောလုံးသမားတယောက်ရဲ့စွမ်းဆောင်ရည်မျိုးနဲ့ပဲဖြစ်ဖြစ် တက်တက်ကြွကြွနဲ့အားထည့်ပြီးတော့ပါဝါသုံးပြီးအသင်းရဲ့ကွင်းလှယ်ကိုမြင့်တင်ပေးနိုင်တဲ့အပိုင်းနဲ့ပဲဖြစ်ဖြစ်အဲ့ဒီနေရာနှစ်နေရာစလုံးမှာ peak founder ရောက်နေခဲ့တယ်ဆိုလို့ရှင်ဂျန်နဲ့ဟာကွက်တွေဂျန်နဲ့အားနေချက်တွေကိုအတိုင်းအတာတစ်ခုထိဖာထေးပေးလို့ရတယ်အတိုင်းအတာတစ်ခုထိလို့ပြောတာနော်ဂျန်နဲ့ကောင်တွေဘာဖြစ်ဖြစ် rice chip ကောင်းနေလို့ရှင်အားလုံးကို cover ဖြစ်တယ်လို့ကျွန်တော်မပြောဘူးသို့တော့သူ့ရဲ့ပုံစံသာမိုက်နေတယ်ဆိုလို့ရှင်ဂျန်နဲ့အပိုင်းတွေကို ခဏထေပေးထားလို့ရတယ်။ဂျန်တဲ့လူတွေပါပိုကောင်းလာခဲ့မှဆိုလို့ရှိရင်တော့အားလုံးပေါင်းဆက်သွားတဲ့အခါမှာအာဆနယ်ဒီလောလောဆယ်လူတွေနာနေတယ်ဆိုတော့အခင်အချင်းနဲ့တင်တစ်ခုခုကိုဖြစ်အောင်သွားလို့ရတယ်။အခုမာတီနယ်လီပြန်ပါလာပြီမကြခင်စာကာပြန်ပါလိမ့်မယ်။ထောင်တိုက်စစ်မှုနေရာမှာတော့ကျွန်တော်အထင်ပြောရရင် Merino Experiment ကိုပဲ Arteta ဆက်သုံးမယ်လို့ကျွန်တော်ထင်တယ်။သူဒီတိုက်စစ်မှုတယောက်အဖြစ်ပြန်မြအဆင်ပဲရှိတယ်ဆိုပေမဲ့တခြားလူတွေထည့်သုံးတာတက်စားလို့ရှိရင်တော့နည်းနည်းလေးကောင်းနေတော့မယ်။ အဲ့တော့တိုက်စစ်မှုနေရာမှာ Trosset ထဲတာတို့ Martinelli တင်တာတို့ဘာတို့တွေထပ်ဆာလို့ရှိရင် Trosset တို့ Martinelli တို့ Saka တို့ Ethan Wanery တို့ကိုတလှည့်စီတောင်ပတ်မှာအနားပေးပြီးတော့သုံးသွာရင်းနဲ့ရှေ့မှာတော့ Marino ကိုပဲဆက်ပြီးထားရတာကပိုအဆင်ပြေလိမ့်မယ်ကျွန်တော်အဲ့လိုယူဆရတယ် Arteta လည်းအဲ့လိုပဲလုပ်ဖို့များပါတယ်ဒီတော့ကွင်းလယ်မှာ Declan Rice, Odegaard နဲ့ ပါတီကိုဆက်ပြီးရှိနေမယ်။အဲ့အနေထားမှာပါတီကလည်းဒါသူ့ကိုနည်းနည်းလေးအာဒီတာချွေပြီးသုံးနေတယ်လို့မြင်ရတယ်။ခုနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဂျော်ကြီးနဲ့တလဲစီသုံးနေတာလည်းမြင်ရတယ်။အိုဒီကကျတော့လည်းသူက performance ပိုင်းဆိုင်ရာအရာနည်းနည်းလေးလိုအပ်နေတဲ့အချိန်ဖြစ်လေတော့ဒေါန်ဒါမီအစိုးရ rise တယောက်ပဲကျွန်တော်တို့မှာရှိတယ်။အဲ့ဒီအချိန်မှာ rise ဘာမှထပ်ပြီးတော့ခြေစွမ်းမြင်းရိုင်မှုလို့တယ်တန်ရမရဖို့လို့တယ်ဒီအချက်ကကျွန်တော်တို့ Arsenal အသင်းအတွက်အရန်အရေးပါတယ်အထူးအထူးသဖြင့်တခြားနေရာတွေမှာဆူဆူရွရွခြေကြတာတွေခြေပြတ်တာတွေ ပွဲပန်းတာတွေဒဏ်ရာရတာတွေကြုံနေတဲ့အခြေအနေမျိုးမှာ ဖြစ်ပါတယ် Rice နဲ့ပတ်သက်ပြီးတော့ကစားပုံကိုပြောရရင်တော့သူကနမဘလောက်ရောမှာပို့အဆင်ပြေတဲ့ဘဲချမ်းမှာပို့အဆင်ပြေတဲ့ညာချမ်းမှာပို့အဆင်ပြေတဲ့စသဖြင့်အငင်းပွားပွဲအရာလေးတွေရှိပေမဲ့သူ့ရဲ့အားထုတ်ပြီးကစားတဲ့ပုံရဲ့နေရာဆုံးမှာရောက်နေတဲ့အနေအထားရဲ့မှာတော့ Rice ကိုကျွန်တော်တို့ယုံကြည်စိတ်ချလို့ရတယ်အားကိုးလို့ရတယ် Manchester United နဲ့ပွဲရတကယ်တည်တာတဲ့အဖြစ်ပါပဲနောက်တန်းမှာလည်းသူရှိတယ် ိုးလဲသွင်းတဲ့တပွဲလုံးမှာလဲလိုက်ပြီးတော့ဖာသေးဖြည့်ပြီးတော့ကစားပေးသွားနိုင်တယ်စိတ်ပိုင်းဆိုင်ရာအရာလဲတော်တော်လေးကို stand out လုပ်နိုင်တဲ့လူဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသင်းရဲ့အရင်းရိုင်ဆုံးအခြေအနေမှာခြေပြက်လို့မရတဲ့ကစားသမားထိလို့မရတဲ့ကစားသမားက Declan Rice လို့ကျွန်တော်ကယူဆပါတယ်ကျွန်တော်ဗီဒီယိုရဲ့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲဒီဗီဒီယိုမှာနည်းနည်းလေး Rice back ကိုရိမ့်နဲ့ခန်းစားချက်ပါကောင်းပါပါလိမ့်မယ်ကျင်းနာမဟုတ်ဘဲနဲ့ဒါအရှိတရားကိုကျွန်တော်မြင်တာလည်းဖြစ်ကောင်းဖြစ်ပဲအဲ့တော့ channel တွေလည်း rice နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ အမြင်တွေကိုမျှသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Thank you.